နောက်ဆုံးတော့ကျွန်တော်တို့အားလုံးပဲစောင့်မြော်နေကြတဲ့ Delta Force Mobile လို့ကြည့်မယ်ဆိုရင်မနေ့ကတွေ့မြင်ရပြီဖြစ်ပါတယ်။ဂိမ်းကတော့လုံးဝလုံးဝကို share ပဲဖြစ်ပါတယ်။ဒီဗီဒီယိုမှာကျွန်တော်တငယ်ချင်းတို့ဒီဂိမ်းနဲ့ပတ်သက်ပြီး overview ကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။လာမယ့်ဗီဒီယိုတွေကျွန်မကျွန်တော် topic တစ်ခုချင်းစီနဲ့ပတ်သက်ပြီးဗီဒီယိုအသေးစိတ်တင်ပေးပါမယ်ဗျာ။ ပထမဦးဆုံးတော့ Delta Force Mobile ဆော့ဖ်ဝဲအတွက်ဘာဖုန်းလိုအပ်လဲဆိုတာမေးစရာရှိပါတယ်။ Android နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်အနိုင်ဆုံးပေါ့ဗျာ RAM 3GB လိုအပ်တာဖြစ်ပါတယ်။သူညွှန်းတာတော့ RAM 8GB နဲ့အထက်ညွှန်းတာမျိုးရှိပါတယ်။ဒါပေမဲ့ RAM 3GB ဆိုရင်လည်းဆော့လို့ရတာမျိုးရှိပါတယ်။ဒါပေမဲ့ gameplay ကတော့အလောက်ကောင်းမှာမဟုတ်ပါဘူး။ဒီမှာကျွန်တော်တခုပြောချင်တာ RAM များတိုင်းလည်း gameplay ကကောင်းတာမဟုတ်ပါဘူး။အရေးကြီးတာတော့ SoC ပဲဖြစ်ပါတယ်။ဒီ game ကိုဆော့ဖို့ဆိုရင်လိုအပ်တဲ့ SoC က Qualcomm Snapdragon 450ဒါမှမဟုတ်သူနဲ့ညီမတဲ့ SoC သုံးထားတဲ့ဖုန်းနဲ့ဆိုအောက်ထက်ဆော့လို့ရမှာဖြစ်ပါတယ်။ဒီက Qualcomm Snapdragon 450ကိုကြည့်မယ် ်ဆိုရင်2019ကထွက်ရှိခဲ့တဲ့ SOC ပဲဖြစ်ပါတယ်ဒီ SOC နဲ့လာတဲ့ဖုန်းတွေလက်တလုံးမှာမရှိပါဘူးဗျာသူညွှန်းတာတော့ Qualcomm Snapdragon 865ကိုညွှန်းတာဖြစ်ပါတယ်သူနဲ့ညီမျှတဲ့ SOC ပေါ့ဗျာ SOC ကလည်းမြင့်လေကောင်းလေပဲဖြစ်ပါတယ်မြင့်လေတကယ်ကျို performance ချေရရှိလေပဲဖြစ်ပါတယ်နောက်တစ်ခုဖုန်းရဲ့ memory နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ out tip ပေါ့ဗျာ 8GB ကျော်လိုအပ်တာမျိုးရှိပါတယ်သူညွှန်းတာတော့ 15GB ညွှန်းတာမျိုးရှိပါတယ်ဘာလို့လဲဆိုတော့ game က heavy game ပဲဖြစ်ပါတယ်အထင်းမှာပေါ့ဗျာ download လုပ်ရမယ့် item တွေအများကြီးတွေးမြင်ရမှာဖြစ်ပါတယ်ဒီမှာကျတော့ game က heavy game ဆိုတော့ဖုန်းအနေနဲ့မှာစောမကောင်းလားဆိုတာမေးစရာရှိပ ါတယ်စော့ကောင်းမှဖြစ်ပါတယ်သူရဲ့ optimization ကတော်တော်လေးကိုမိုက်တာမျိုးရှိပါတယ် iOS နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့2015 2016လောက်ကထွက်ရှိခဲ့တဲ့ iPhone 6s ကစပြီးဆိုလိုရရဖြစ်ပါတယ်။သူကညွှန်းတာတော့ iPhone 11နဲ့ချောအထက်ညွှန်းတာမျိုးရှိပါတယ်။ဒီမှာချောဖုန်းမြင့်လေပေါ့ဗျာ game play ကလည်းပိုကောင်းလေပဲဖြစ်ပါတယ်။ဒီမှာချောအရေးအဆုံးပြောရမယ်ဆိုရင်လက်ရှိတငယ်ကျွန်တော်စီမှာရှိတဲ့ဖုန်းနဲ့ပေါ့ဗျာ Delta Force Mobile လို့ AC ဆိုလိုရတာမျိုးရှိပါတယ်။ Okay ဒါဆိုချောပြောစရာရှိတာ Delta Force Mobile ကဘလို့ပုံစံ game လဲဆိုတာပြောစရာရှိပါတယ်။ PUBG Mobile လို့ Battle Royale game တော့မဟုတ်ပါဘူးဗျာ။ဒီမှာကြည့်ရမယ်ဆိုရင် Battlefield နဲ့ပေါ့ဗျာ Extraction Mode တို့ပေါင်းထားတဲ့ပုံစံပဲဖြစ်ပါတယ်။ Extraction Mode ကတော့တငယ်ချင်းတီးတဲ့အတိုင်းပဲ Arena breakout တို့လိုပေါ်ရ PUBG Mobile ရဲ့ Metroid Mode လိုပုံစံဖြစ်ပါတယ်။ Battlefield ကတော့လုံးဝပေါ်ရ Battleground နဲ့မှထိုင်းမှ fight လို့ရမှာဖြစ်ပါတယ်။ဒီမှာဆိုတော့ game နဲ့မှဘာတွေတွေ့မြင်ရလဲဒါနဲ့ပတ်သက်ပြီးမှပြောကြည့်ကြည့်ရအောင်ဗျာ။ game နဲ့ဝင်လိုက်တာနဲ့ game mode ၃ခုတွေ့မြင်ရမှာဖြစ်ပါတယ်။ Warfare mode, Operation နဲ့ Black Hawk Down ပဲဖြစ်ပါတယ်။ဒီက Black Hawk Down ကိုကြည့်ရမယ်ဆိုရင် campaign mode ပဲဖြစ်ပါတယ်။လက်ရှိကျတော့ PC version မှာသွားနေတာမျိုးရှိပါတယ်။ပထမအဦးဆုံးတော့ Warfare mode နဲ့ပတ်သက်ပြီးမှပြောကြည့်ကြည့်ရအောင်ဗျာ။24ရောင်24ရောင်ပေါ့ဗျာ။ဒီမှာကြည့်မယ်ဆိုရင်စစ်တိုက်ရတာမျိုးရှိပါတယ်။လုံးဝပေါ့ဗျာမြေပြင်ထဲမှာဝင်ပြီးတိုက်သလိုခံစားရမှာဖြစ်ပါတယ်။ တယ် Warframe မှာကြီးမယ်ဆိုရင်တော့မုတ်၄ခုကိုတွေ့မြင်ရတာမျိုးရှိပါတယ် Attack and Defend King of the Hill Battle Practice နဲ့နောက်တစ်ခုကတော့ Trench Line Knight ပဲဖြစ်ပါတယ် Attack and Defend ကိုကြီးရမယ်ဆိုရင်တော့ထိုးစစ်နဲ့ခံစစ်ပြရမှာဖြစ်ပါတယ် King of the Hill ကိုကြီးရမယ်ဆိုရင်တော့ရန်သူအကူရောပေါ့ဗျာဒီက base တွေ capture လုပ်ဖို့လိုတာဖြစ်ပါတယ်နောက်တစ်ခုကျတော့ Battle Practice နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ AI Squad တင်းနဲ့လေ့ကျင့်လို့ရတာမျိုးရှိပါတယ်နောက်တစ်ခု Trench Line Knight ကတော့ထွက်ရှိထားတာမျိုးမရှိသေးပါဘူးဗျဒီမှာကျတော့ loadout ထဲမှာကြီးမယ်ဆိုရင် Gun တွေအများကြီးတွေ့မြင်ရမှာဖြစ်ပါတယ်ဂန်းနေနဲ့ပတ်သက်ပြီးမှ customization ကိုပြောရမယ်ဆိုရင်တော့တကယ်ကျွန်တော်ခေါင်းလေးပါတွေမူးသွားမယ်ဆိုတာ သေးကြပါတယ် customization မှာ attachment တွေကိုကြည့်ကြည့်ပါလုံးဝဆို heavy attachment တွေတွေ့မြင်ရတာမျိုးရှိပါတယ်ကျွန်တော်ကြည့်ကြည့်တော့တော့ gantlet လက်မှာအောက်ထည့်ပေါ်ပြတဲ့ဆို attachment တော့10ခုလောက်တွေ့မြင်ရတာမျိုးရှိပါတယ်အများဆုံးကျွန်တော်20ပို့ပြီးမှကျွန်တော်သွားတာမျိုးလည်းရှိပါတယ် attachment တစ်ခုချင်းစီရအလိုလိုပုံသူ့ရဲ့ require လေးပါတွေအစ damage တွေပါတွေအစလုံးဝအသေးစိတ်သူကဖော်ပြပေးထားတာမျိုးရှိပါတယ်ဘယ်နေရာချောကြည့်ထည့်တယ်ဆိုရင် damage ဘယ်လောက်ရရှိမလဲအစလုံးဝပေါ်ပြအသေးစိတ်ကိုသူကဖော်ပြပေးထားတာနောက်တစ်ခုကတော့ဒီမှာမတူညီတဲ့ operator 10ယောက်တွေ့မြင်ရတာမျိုးရှိပါတယ်တစ်ယောက်နဲ့တစ်ယောက်လည်းပေါ်ရသူ့ရဲ့ skill လေးကမတူပါဘူးတစ်ယောက်ကဒီ skill မှာကောင်းတယ်ဆိုရင်တခြားတယောက်ကနောက်တစ်ခု skill မှာကောင်းတာမျိုးရှိပါတယ်အဲ့လိုပုံစံပေါ့ဗျာမတူညီတဲ့ ability တွေတွေ့မြင်ရတာမျိုးရှိပါတယ်နောက်တစ်ခုကျော် vehicle နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်လည်းကုန် vehicle လေး vehicle အကုန်လုံးတွေ့မြင်ရတာမျိုးရှိပါတယ်ဒီက vehicle လေးဝအစတငယ်ကျွန်တော် customization လုပ်လို့ရတာဖြစ်ပါတယ်ကြီးကြီးပါတစ်ခုချင်းစီကိုတကယ်ကျွန်တော်ဘယ်လိုပုံစံ customize လုပ်ချင်လဲပေါ့ဗျာအဲ့ပုံစံနေထားနဲ့ customize လုပ်လို့ရတာမျိုးရှိပါတယ်ဒီကျော် armory ရဲ့မှာကြည့်မယ်ဆိုရင် mission တွေပါပြီးဆိုရင်မှာ reward တွေပါပြီးယူလို့ရတာမျိုးရှိပါတယ်ဒီက warfare mode ရဲ့ interface နဲ့ပတ်သက်ပြီးမှာတော့အသေးစိတ်ကိုကျွန်တော် video တစ်ပုဒ်မှာတက်တက်ဖော်ပြပေးပါမယ်နောက်တစ်ခုမုံနဲ့ပတ်သက်ပြီးပြောရမယ်ဆို ော် operation mode ပေါ့ဗျာဒီကောင်းတော့ extraction type ပဲဖြစ်ပါတယ် arena breakout တို့ pubg mobile မှာတွေ့မြင်ရတဲ့ metro wire လို့ပုံစံပဲဖြစ်ပါတယ်အဖို့တန်တဲ့ PC တွေကောင်းမဲ့ရန်သူတွေဘာတွေတွေ့ရင်ရန်သူတွေဘာတွေရှင်းမဲ့ beacon ဆိုတာပြန်ထွက်ရမှာဖြစ်ပါတယ်ဒီမှာကျွန်တော်က back character ကိုယူလဲအပေါ်မှာ multi map ability တွေကွဲသွားတာမျိုးရှိပါတယ်ဥမာ medic တယောက်အနေနဲ့ဆိုရင် save တွေဘာတွေတွေ့မြင်ရတာမျိုးရှိပါတယ်နောက်တစ်ခုကျော် rusher တယောက်အနေနဲ့ဆိုရင်လည်းသူ့စီမှာရှိရမဲ့ gun တွေဘာတွေသူကဖော်ပြပေးထားမျိုးရှိပါတယ် black hole down mode ကိုကြည့်ရမယ်ဆိုရင် PC မှာတွေ့မြင်ရတာမျိုးရှိပါတယ် mobile မှာတော့လာတာမျိုးမရှိသေးပါဘူးဗျအဓိကကျော်ဒီက delta force game နဲ့ပတ်သက်ပြီး ောရမယ်ဆိုရင်တော့ Battlefield နဲ့ Extraction Mode ကိုပေါင်းထားတဲ့ပုံစံတွေးမြင်ရတာမျိုးရှိပါတယ် TPP ဆို Battle Royale game သာထည့်ပေးလိုက်တယ်ဆိုရင်တော့ game ကတော့လုံးဝပေါ့ဗျာ fire ဖြစ်မှာဆိုတော့တေးကြပါတယ်နောက်ချောဒီ game နဲ့ပတ်သက်ပြီးမှကျွန်တော် social log ကိုပြောရမယ်ဆိုရင် movement တွေကတော်တော်လေးကို smooth ဖြစ်တာမျိုးရှိပါတယ်လုံးဝပေါ့ဗျာ lag ဖြစ်တာမျိုးမရှိပါဘူးသူရဲ့ graphic တွေကလည်းတော်တော်လေးကိုမှိုက်တာမျိုးရှိပါတယ်ကဲကျွန်တော် reality type တွေးမြင်ရတာမျိုးရှိပါတယ် Battlefield ရဲ့ experience ကိုလုံးဝအပြည့်အဝခံစားလို့ရတာမျိုးရှိပါတယ် ဂိမ်းနဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ကိုမသိနားမလည်ခင်အထိတော့တော်တော်လေးကိုရှုံမှာဖြစ်ပါတယ်ကျွန်တော်လည်းအခုမှဒီလိုပုံစံဂိမ်းပေါ်ပြစဆိုးကြည့်တာဖြစ်ပါတယ်တော်တော်လေးကိုရှုံပါတ တခုချင်းစီရဲ့အလုပ်လုပ်ပုံကိုလေ့လာနေတုန်းပဲဖြစ်ပါတယ်ဒီမှာကျွန်တော်ကနားမလည်ခင်ပဲခတ်နေတာဖြစ်ပါတယ်နားလည်ပြီးသွားပြီဆိုတော့ဒီဂိမ်းကိုကြိုက်မယ်ဆိုတာသိကြပါတယ်ဒီလိုမှကျွန်တော်လာမယ့်ဗီဒီယိုတွေမှာပို့ရဒီ topic တခုချင်းစီနဲ့ပတ်သက်ပြီးမှအသေးစိတ်ဗီဒီယိုတင်ပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်တကယ်ကျွန်တော်အနေနဲ့ channel လို့ page တို့ follow လို့ subscribe လို့ရသေးဘူးဆိုရင်တော့ follow လုပ်ထားပြီးဖို့ကျွန်တော်ပြောလို့ပါတယ်ဗျာတကယ်ကျွန်တော်ဒီ Dell Force Mobile ကိုစမ်းဆော့ပြီးသွားရလားမဆော့ရသေးဘူးလားဒီရဲ့ game နဲ့ပတ်သက်ပြီးမှဘယ်လိုမြင်လဲပို့ဗျာ comment မှမျှဝေပေးသွားဖို့မမေ့ပါနဲ့လို့ကျွန်တော်ပြောလို့ပါတယ်ဗျာဒါဆိုရင်ကျွန်တော်လက်ရှိဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျာတကယ်ချင်းအားလုံးအနေနဲ့ဒီဗီဒီယိုလေးကိုနှစ်သက်မယ်လို့လည်း ်ကျွန်တော်မျိုးလေးမာနေဗျအခုလိုဗီဒီယိုရှုရှုပေးတဲ့တငယ်ချင်းအားလုံးကိုလည်းကျွန်တော်ထူပင်ကျေးဇူးတင်ရှိပါတယ်ဗျာ